ဟယ်လိုအားလုံးပဲမင်္ဂလာပါဆိုင်းကုန်မြန်မာစနေကနေကြိုဆိုလိုက်ပါတယ်ဒီခင်မှာလူတိုင်းက Facebook တွေတုံးလာကြတာနဲ့အမြ။စာတွေပတ်နိုင်ဖို့အတွက်ပေါ့နေလိုအပ်လာပါတယ် Facebook ကလည်းစူပီကုတ်တွေတုံးမှုပြောလာပြီးတော့ Search Font တွေကိုပြောင်းချမယ်လို့လည်းပြောလာပါတယ်ဒါတော့အခုလိုထုတ်ထားတဲ့အခါမှာစာတွေကိုမမှန်ကန်ကန်ပတ်နိုင်ဖို့အတွက်ဘယ်လို keyboard တွေကိုတုံးရမလဲဘယ်လို font တွေတုံးရမလဲဆိုတာကို ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင်လိုက်ပြီးတော့ကြည့်ရအောင်ပါ Play Store ကနေ download နိုင်တဲ့အားဒီကိုကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်။ဒါကမှအဦးဆုံးအနေနဲ့ PSGAN အကန်ကီးဘုတ်ပါ။ဒါကတော့ဟောမြန်မာ Facebook မှာစာမမှန်ကန်ကန်နဲ့ဖတ်နိုင်ဖို့အတွက် form ပါ။ Okay နောက်ပြီးတော့ဒီသူဇန်စော်ကြီးကီးဘုတ်ပါနောက်ပြီးတော့ဂျီဘုတ်ပါဟုတ်ကဲ့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တော့ TT ကီးဘုတ်ပါနော် TT ကီးဘုတ်ကို Play Store မှာလည်း download လုပ်ရပါတယ် TT ကီးဘုတ် Unicode TT ကီးဘုတ်ပြီးတော့ K ကီးဘုတ်တွေလည်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီ keyboard တွေကိုဟုတ်ဒီ keyboard တွေကို play store မှာအလွယ်တကူ download လုပ်ရပါတယ်။ Okay ပါ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။ကျွန်တော်ရဲ့ဒီခု video လေးကို channel တက်တယ်ဆိုရင်တော့ like and subscribe နဲ့ဒီနာကဒီကောင်းလေးကိုနေထပ်ပေးကြဖို့ဆုံးဖြတ်ချင်ပါတယ်ခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေ။